ေးစင်တွေအစီအစဉ်တွေကိုတင်ဆက်ပေးပါမယ်။ကျွန်တော်တို့များကိုထပ်ပေါင်းတင်ဆက်ပေးခြင်းနဲ့တွင်အကြောင်းအရာတွေကတော့မြမရွှေစိရပိုင်းအတွင်းတသိန်းကျော်ပြန်သက်ဆိုတဲ့တွင်ကော်ဖီစီမံခိုင်းမြန်မာလူအရောင်းတို့များယခုလအတွင်းပေးဆောင်ရမည်ဆိုတဲ့တွင် မှုရဲ့နှစ်အဆောင်အုံများပြန်လည်ထိမ့်သိမ်းရန်လိုအပ်သည့်ဤပညာကိုအညီများပေးမည်ဆိုတဲ့တွင်အငရကားတရင်ဘုံလေးနဲ့ဇူလိုင်လတွင်တနေ့ကိုရေနံစီပေါင်း၄သိန်း၁၁၀၀အထိတိုးမြင့်ထုတ်လုပ်ရန် OPEC ကြေညာဆိုတဲ့တွင်အဆရှိတဲ့တွင်တွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ ထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်အနေနဲ့မြမရွှေစေးရပိုင်းအတွင်းတသိန်းကျော်ပြန်သက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်လာကုံရက်ကအချဖတ်ဦးတည်ခဲ့တဲ့မြမရွှေစီဟာ၃ရက်အတွင်းတစ်ချက်သားကိုချက်တသိန်း၂000ပြန်လဲမြင့်တက်လာခဲ့တယ်လို့ရွှေစီကွမ်းမှသတင်းသိရပါတယ် ီးခဲ့တဲ့မေလ33ရက်ကမြမရွှေပြင်းပပေါင်းစည်းအနေနဲ့အခေါရွှေတစ်ချက်သားကို86သိန်း4000ရှိခဲ့ရာကနေယနေ့မှထောအခေါရွှေတစ်ချက်သားကို89သိန်း6000နဲ့ဈေးပွင့်လာခဲ့ပါတယ်ဒီလိုပြင်ပရွှေပောင်ဈေးတွေမြင့်တက်လာသလိုရောင်းတိုင်းဒေသကြီးရွှေလုံငန်းရှင်များအသင်းကနေစဉ်ထုတ်ပြန်ပေးနေတဲ့ရည်ညွန်းဈေးတွေလည်းမြင့်တက်လာပြီးယနေ့မှထော်တစ်ချက်သားကို159သိန်း8000နဲ့ထုတ်ပြန်ထားပါသေး။ မြမရွှေစေးမြင့်တန်လာတာဟာခဘာရွှေစေးမြင့်တန်လာတာချောင်းဖြစ်ပြီးဈေးကွက်ထဲမှာထော့ရွှေရထဲပြတ်ပြန်လဲရောင်းချမှုများပြားနေတယ်လို့ရန်ကုန်တိုင်းဒေသကြီးရွှေလုံငန်းရှင်များအသင်းဥက္ကဋ္ဌကပြောကြားထားပါတယ်ကမ္ဘာရွှေစေးဟာစံချိန်တင်မြင့်တက်မှုအချင်းချင်းရှိခဲ့ပြီးယနေ့မှထော်တောင်းစားကို3383ဒေါ်လာနဲ့စဖွင့်လာတယ်လို့သိရပါတယ်ရှင်။ဒုတိယသတင်းပုံအနေနဲ့ ပြည်ဦးတွင်ကော်ဖီစီမံခိမ်းမြေများအတွက်ရောင်းခွန်များယခုလအတွင်းပေးဆောင်ရမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြူးလွင်ကော်ဖီစီမံခိမ်းမြေများ ရောင်းခွန်ပေးဆောင်ဖို့ကြန့်ရှိသူတွေအနေနဲ့အခုချွန်းလ23ရက်နောက်ဆုံးထားပေးဆောင်ရမယ်လို့စိုက်ပျိုးရေးဦးစီးဌာနကအတည်ပြုထားပါတယ် မန္တလေးတိုင်းဒေသကြီးပြည်ဦးလွင်ခရိုင်ပြည်ဦးလွင်ဒေသကော်ဖီစီမံခိန်းမြေလွတ်မြေလက်မြေရိုင်းမြေနယ်တစ်တော်မြေများတွင် ကော်ဖီစီမံခိန်းမြေတွေ ဖော်ဆောင်ခွင့်ပြုထားရာရောင်းခွန်ပေးဆောင်ဖို့လူပေါင်း95ဦးကြန့်ရှိနေတယ်လို့ဆိုပါတယ် အဆိုပါနေရာတွေမှာကော်ဖီဆိုင်ပြိုးလောက်ကိုင်းခွင်းကို စာချုပ်ပါစည်းကမ်းသတ်မှတ်ချက်နဲ့အညီစာချုပ်ချုပ်ဆိုကခွင့်ပြုပေးခဲ့ပြီးအချို့သောလုပ်ငန်းရှင်တွေကမိမိသဘောဆန္ဒအလျောက်ရောင်းချထားဝယ်ယူထားတွေပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။ ဒါကြောင့် coffee ဆိုင်ပြိုးရေးလုပ်ငန်းအချိန်မတန်းစေရေးရည်ရွယ်ပြီးအထူးကိစ္စတရက်အနေနဲ့ရောင်းခွန်ဝယ်ခွန်ပေးဆောင်ထားကိုခွင့်ပြုထဲလို့နိုင်ငံပိုင်သတင်းစာတွေမှထည့်သွင်းကြေညာခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်။အထီးလိုကြေညာခဲ့ပေမဲ့ဒူပုတ်ကို95ဦးဟာပြုံးလွင် coffee စီမံကိန်းကြီးကြပ်ရေးအဖွဲ့ရဲ့စီစစ်တင်ပြချက်အရလက်ရှိအချိန်တိုင်အောင်သတ်မှတ်ရောင်းခွန်တွေကိုတောင်းဝန်မဲ့စွာနဲ့ပေးဆောင်မှုမရှိတာကိုစီစစ်တွေ့ရှိရတဲ့တို့ ဖော်ပြထားပါ ားတယ်။ဒါကြောင့်ရောင်းခွန်ပေးဆောင်ရန်ကြန့်ရှိသူများအနေနဲ့ဇွန်လ23ရက်နောက်ဆုံးထား၍ရောင်းခွန်ပေးဆောင်ကြရန်နှင့်ပေးဆောင်မှုမရှိပါကမြေလူမြေလက်မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေတည်ဆဲဥပဒေများနဲ့အညီတရားစွဲဆိုသွားမည်ဖြစ်ကြောင်းလည်းအတိပေးထားပါထည်လို့သိရပါထည်ရှင်ဆလဘီ ငလင်တဲ့အမွေနဲ့အဆောင်အုံများ ပြန်လည်ထိမ့်သိမ့်ရန် လိုအပ်တဲ့ဤပညာကိုယ်အညီများပေးမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ငလင်တဲ့အမွေနဲ့အဆောင်အုံတွေ ပြန်လည်ထိမ့်သိမ့်ရှာမှလိုအပ်တဲ့ဤပညာပိုင်းဆိုင်ရာကူအညီတွေ ပေးသွားဖို့ရှိတယ်လို့ဒုဝေယံဖွဲ့စည်းမှသိရပါတယ်။ ငလင်းပြန်လည်ထူထောင်ရေးရသူအတွက်ဒူဝေယပါဝင်းအခြားသောအဖွဲ့အစည်းများနဲ့ကျွမ်းကျင်ပညာရှင်များအနေနဲ့လည်းခန်းတာမျိုးမျိုးမှအပေါင်းဝင်ဆောင်ရွက်လျက်ရှိပြီးပြန်လည်ထူထောင်ရေးရသစိတ်သပိုင်းအနေနဲ့ဒူဝေင်ကအမွေအနှစ်အဆောင်အုံသတ်မှတ်ခြင်းနဲ့ထိခိုက်ပျက်စီးမှုစမ်းစစ်ချက်များပြန်လည်ထိမ့်သိမ်းရှာမှလိုအပ်တဲ့ဤပညာပိုင်းဆိုင်ရာအကြံဉာဏ်နဲ့ကူညီထောက်ပံ့မှုများကိုလည်းဒေသခံအဖွဲ့အစည်းများနဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။ တို့အရင်နေနဲ့မက်လာနှောင်းပိုင်းမှာဖြစ်ပွားခဲ့တဲ့မြင်းကလေးနှောင်းပိုင်းရရေးပေါ်အကူကြီးတွေကိုဆောင်ရွက်ခဲ့ပြီးမေလာစံပိုင်းမှာတော့စကိုင်းမန်လေးနဲ့အမရပူရာဒေသတွေကိုထပ်မံသွားရောက်ကူညီခဲ့တယ်လို့သိရပါတယ်။ဒီလိုသွားရောက်မှုကနေသစင်၎င်းဒေသတွေမှာရပ်တည်နေကြတဲ့မိသားစုအိုးအိမ်တွေရဲ့အထူးအခိုင်အပြည့်စည်တွေရဲ့ပြင်ဒေသတွေမှာလူတွေနဲ့အတူရှင်သွဲပြီးတည်ရှိနေတဲ့အမွေအနှစ်များနဲ့ပတ်သက်ပြီးဆုံးရှုံးမှုများကိုလည်းလေးလာသွေး ရှိခဲ့ကြတယ်လို့ဆိုပါတယ်။အမွေရဲ့နှစ်လို့ဆိုရမှာတမိုင်းချောင်းအရာထင်ရှားတဲ့အဆောင်အုံတွေအပြင်မိသားစုအစဉ်စဉ်လက်ဆင့်ကမ်းနေထိုင်လာကြတဲ့အရာတိုက်သားတွေအဆောင်အုံတွေလည်းပါဝင်ထားကြောင်းဒီအဆောင်အုံတွေကိုအပြီးတိုင်းဖြိုပြတ်မဲ့အစားထိခိုက်မှုနဲ့အပြက်စီးပေါ်မှုတည်ပြီးရနိုင်သလောက်ထိမ့်သိမ့်ဖို့ကိုပြန်လဲထူထောင်ရှိကာလမှာအတူတကွပူပေါင်းဆောင်ရွက်သွားနိုင်ချဖို့မျှော်လင့်တယ်လို့ဆိုပါတယ်။ ဒါကြောင့်ဒိုးအရန်ဖွဲ့စည်းအနေနဲ့ငလင်ဘေးတင်ဒေသတွေမှာဒေသခံအဖွဲ့စည်းတွေနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့သိရပါတယ်ရှင်။နိုင်ငံတကာသတင်းပုံအနေနဲ့ဂျွန်လိုင်လာတွင်တနေ့ကိုရေနံစီပေါင်း၄သိန်း၁၀၀၀အထိတိုးမြင့်ထုတ်လုပ်ရန် OPEC ကြေညာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရှိနေတင်ပို့နိုင်ငံများအဖွဲ့အစည်း OPEC နဲ့မဟာမိတ်များပါဝင်တဲ့ OPEC Plus တို့ဟာဇွန်လလမှတနေ့ကိုရှိနေစီ၄သိန်းတထောင်တထောင်တိုးမြင့်ထုတ်လုပ်ရန် စနေနေ့ကကြေညာလိုက်ပါတဲ့ Saudi Arabia, Russia, Iran, UAE, Kuwait, Kazakhstan, Algeria, Oman တို့ပါဝင်တဲ့အဖွဲ့ဝင်နိုင်ငံများ online အစည်းအဝေးမှာဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း OPEC website မှာဖော်ပြထားပါတယ်။ OPEC Plus နိုင်ငံတွေက အစည်းအဝေးသက်ဆိုင်တပိုင်းအနေဖြင့်ဇွန်လလမှတနေ့ကိုစီပေါင်းတသိန်း3400တောင်းတိုးမြင့်ထုတ်လုပ်ရန်အစကစီစဉ်ခဲ့ကြပါထိန်ဒါပေမဲ့လက်ရှိရေနံတူလောင်မှုနယ်ပါနေပြီးကမ္ဘာစီးပွားရေးတည်မြဲမှုအလားလာကိုရှေးရှုက ပြောင်းလဲတက်မှတ်လိုက်ကြတာဖြစ်ပါထဲ့ပြောင်းလဲလာတဲ့ဈေးကွက်အခြေအနေကြောင့်တဖြည်းဖြည်းတိုးမြင့်လာခြင်းကိုရပ်ဆိုင်ခြင်းနဲ့ပြန်ပြောင်းခြင်းတို့ပင်ဖြစ်လာနိုင်တယ်လို့ဖော်ပြထားပါထဲ့ 2024ပထမ3လမှတနေ့ကိုစီပေါင်းနှစ်သက်မှနှစ်သန်းလျှော့ချဖို့စီစဉ်ခဲ့ကအချင်းချင်းလျှော့ချခဲ့ချပြီးနောက်အခုနောက်ဆုံး2025ပထမ3လမှတုံးမြင့်ဖို့တွန်းအားပေးလာပါတယ်လို့သိရပါတယ်ရှင်။ ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေစဉ်သတင်းရအစီအစဉ်တွေပဲဖြစ်ပါတယ်။ကြီးစုအားပြီးခဲ့သောသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ကျမကတော့မြန်မိုးထပ်ပါ။